မောင်မြုံသိန်းတိုက်ပွဲပို့ပြီးတော့ပြင်းထန်လာပြီးစစ်ကောင်စီရဲ့အမှတ်27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခ27ရဲ့ကာကင်းအချို့ကိုကချင်လူလက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေကသိမ်းပိုင်လိုက်တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့စကခ27အနီးကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေရကမနက်6နာရီလောက်မှာကာကင်းအချို့ကိုသိမ်းယူလိုက်နိုင်တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။မနက်အစောပိုင်းကတည်းကတိုက်ပွဲပြင်းထန်နေတာ ။လေချောင်းရံလည်းရှိတော့ဖေနီယာရီထိတ်သိမ့်ပြီဆိုတာအတိမပြုတ်နိုင်သေးဘူး။ဝင်းလိုက်ကိုတော့တင်းလိုက်တာဟုတ်တယ်လို့ကချင်သတင်းရင်းမြစ်က AR Times ကိုပြောပါရယ်။ KIA ဟာစကခ21ရဲ့ကာကင်စကန်တစ်ခုဖြစ်တဲ့ဝင်းလိုက်ဟိုတယ်ကိုဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့ပြီးစစ်ကောင်စီကအဲ့ဒီဟိုတယ်မှာဝင်ရောက်တပ်ဆွဲကလက်နက်ကြီးတွေပါတင်ပြီးအထက်မြင့်နေရာကအသာစီးယူက ခုခံစစ်ပြင်ဆင်ထားတာလို့သိရပါဗျ။ ဝင်းလိုက်ဟိုတယ်ပြင်စကခ21နီးအရေးပါတဲ့နေရာအချို့ကိုပါတင်းယူထားပြီးဖြစ်တယ်လို့လဲဒေတာရင်းသတင်းရင်းမြစ်အချို့ကဆိုပါတယ်ပြီးခဲ့တဲ့မေလ20ရက်နေ့ကဗမော်စကခ21အတွင်းစစ်ကူလာပို့တဲ့ရဟရင်3ဆင်းအနက်2ဆင်းကို KAI တပ်ဖွဲ့တွေကပြစ်ချဖျက်ဆီးနိုင်ခဲ့ပြီးနောက်ဗမော်တိုက်ပွဲဟာပိုပြီးပြင်းထန်လာတယ်လို့သိရပါတယ်ပြီးခဲ့တဲ့မေလ20ရက်နေ့ကဗမော်စကခ21အတွင်းစစ်ကူလာပို့တဲ့ရဟန့်ရင်3ဆင်းအနက် နှစ်စင်းကို KIA တပ်ဖွဲ့တွေကပြစ်ချဖျက်ဆီးနိုင်ခဲ့ပြီးနောက်ဗမော်တိုက်ပွဲဟာပိုပြီးပြင်းထန်လာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်နေ့ကလေးကစတင်ခဲ့တဲ့ဗမော်မျိုးသိန်းတိုက်ပွဲမှာ KIA ဟာစစ်ကောင်စီရဲ့တင်ကားတရင်တန်ကြက်ကတရင်တွေအပောင်းဝင်ဗမော်မျိုးရှိစီးရေးရအရေးပါတဲ့နေရာတွေကိုသိမ်းယူထားပါတယ်ရှင်။